ပညာသင်ရင်ကျွန်တော်ဆရာကကျွန်တော်ပညာဘယ်လိုတွေသင်လဲဆိုတော့ဒီနေ့ဒီစာရွက်လေးပြန်တွေ့လို့ဗောနော်နမူနာလေးအဲဘုဒ္ဓတပြောပြဟောဒီစာကိုဖတ်ကြည့်လိုက်ရုပ်တရက်ဆိုဘယ်သူမှအဲဘယ်လိုပြောရမလဲတောင်တောင်ဆိုမဖတ်တတ်ဘူးကွာဒါဘာသာစကားတစ်မျိုးဒူးကနန်းအနေနဲ့ရေးရတာဗောအဲ့ဒါအောင်မှဒီလိုပေါ်ကြုံတဲ့စာရွက်လေးပေါ့အဲ့လိုကြုံတဲ့စာရွက်လေးမှသူရေးပြီးလဲဒါတော့ရေးပြီးတယ်ဆိုတော့ဒါတော်တော်လေး တော်တော်လေးဒါကျေးဇူးတင်ရမယ်။အာဒီတိုင်းနှုတ်နဲ့ပဲအများဆုံးပြောရပါဘောကွာ။ရေးလဲအဲ့လိုပဲတောင်းတောင်းအစာရွက်ဟိုဟိုကနေဆွဲဖြဲလိုက်ဒီကနေဆွဲဖြဲလိုက်ဟိုကနေဆွဲထုတ်လိုက်ဒီကနေဆွဲထုတ်လိုက်နဲ့သူရေးကျင်တဲ့ဘာသာစကားနဲ့သူရေးပေးလိုက်တယ်။ဒါပြင်ကျွန်တော်ကအာလိုက်ပြီးတော့ရှာဖွေပြီးဖတ်တော့ပဲ။အဲ့လိုပုံစံမျိုး။ဒါဆိုလို့ရှိရင်ဒါကအိမ်မြောင်ဆုပ်ထိုးအဟောဥစ္စာနဲ့ဒီဘက်မှာဆိုပါလေဒါជីတာနဲ့နမိတ်တွေဟောတာ ောက်တစ်ခုကဒီပါပါလေးငါတော့တောင်ဖို့ပြောက်ဟော်လာပါလားဒီပြီးမှပြန်ကြည့်အောင်ဗီဒီယိုတွေကနေတစင်းဆိုတော့နည်းနည်းဖက်ကတစ်မျိုးဖြစ်အဲ့လိုမျိုးတင်တာအခုကျွန်တော်ရဲ့ဒီတင်နန်းသားရေပေါ့နော်တပည့်လို့တော့မပြောလို့ပါဘူးဘာလို့လဲဆိုကိုယ့်ကိုယ်ကိုလည်းဟိုတိတ်တက်လာပါပြီလို့မထင်ပါဘူး အားလုံးကိုကျွန်တော်ရဲ့သင်တန်းသားကျွန်တော်တည်တဲ့လောက်တက်တဲ့လောက်လေးကိုအကောင်းဆုံးအသုံးချတတ်အောင်အကောင်းဆုံးပုံစံနဲ့ကျွန်တော်ပြန်ပြီးတော့သင်ပေးရပါဘောနော်အခုအခြေခံသင်တန်းကတော့လူပိုများတာပေါ့နည်းနည်းနည်းနဲ့ရောက်20လောက်ရှိပါအခြေခံလည်းတေချာလေးအများနဲ့လေးကျင့်ပြီးတော့ညံထုတ်နေရင်တော့ဟိုရှားတဲ့လောက်နဲ့ကောင်းကောင်းအသုံးသုံးလို့ရပါတယ်ပြီးတော့အဆင်မြင့်တန်းမှာကတော့လူသိမ့်မသိဘူးအဆင်မြင့်တန်းဆိုတာအဆင်မြင့်ဆိုတာဟိုမျိုး ဘလို့ဘလို့ကောင်းစင်တယ်မသိလို့လို့တက်လိုက်တာပါအခြေခံထက်ပိုကောင်းတာပေါ့နော်ပိုပြီးတော့စုံစုံလင်လင်လေးသိရတာပေါ့အဲ့ဒီအတန်းမှာတော့၃ယောက်အဲ့ဒါတော့တရားဝင်မကြင်ညာဘူးဒီရှေ့မှာအခြေခံတင်တဲ့ကိုတတ်ထားတဲ့လူတွေကမှအမ်တော်တော်လေးကိုဇရာတက်ကြွပြီးတော့အချိန်မီအာထပ်ပြီးတော့တင်မယ်ဆိုရင်ဘလို့ဘလို့ပုံစံနဲ့ဖြစ်ဖြစ်တက်တက်မယ်ပေါ့နော်အဲ့လို၃ယောက်သူတို့လည်း မျောထားတာအစားတော့မထားဘူးမတင်ဘူးပေါ့နော်ဒါပေမဲ့သူတို့ကတကယ်ကိုအများကြီး ready ဖြစ်နေတဲ့သူတွေဆိုတော့အာကျွန်တော်အစေနာလဲထားထားလိုက်တာပေါ့နော်ပို့ပြီးတော့ပို့ပြီးတော့စေနာဖြစ်တာပေါ့နော်ပို့ပြီးတော့အော်တမိုးထားတဲ့သူတွေဆိုတော့ပို့ပြီးတော့သင်ပေးရတဲ့ပညာပို့ပြီးတတ်မိုးရှိတာပေါ့အကျိုးရှိတာပေါ့အဲ့လိုမျိုးပေါ့ဒါကျွန်တော်တို့ကတဲ့လိုမျိုးပညာကိုအဲ့လိုဇာပေးရအလွယ်လေးတွေဖြစ်အောင်ပေးခဲ့တာကြီးလည်းရှိပါတယ်အစဉ်အသင့်ကျွန်တော်တို့ အဲခူးယုံခဲယုံစားယုံပဲအဲ့လိုပညာလေးတွေလောက်ပြီးတာတွေဖေးစရာတွေမှရှိပါတယ်ကျွန်တော်အများကြီးတတ်တာခဲ့တာရှိပါတယ်အားလေးပြောပြတာ